ဂျပန်တွေရသည်တွင်ဆောင်းထားတင်သောပစ္စည်းများကျွန်တော်ဂျပန်မရောက်ခင်တော့ကဂျပန်ဆိုတာနှင်းနေကြပြီးတော့တတော်ကိုအေးတဲ့နေရာလို့ထင်ခဲ့ပါတယ်။ဘာလို့ဆိုဂျပန်ဆိုတာနဲ့ကျွန်တော်တို့သိတဲ့ဖူဂျီတောင်ကြီးကနှင်းနေနေဖုန်နေလို့ပါ။မယုံရှိပါနဲ့ကျွန်တော်ဂျပန်ကိုရောက်တာ၃နှစ်ကျော်ပါပြီ။နှင်းကိုတခါမှမမြင်ဘူးပါဘူး။ကျွန်တော်ပြောတာကတကယ့်နှင်းပါ။ဆောင်းထားနှင်းကိုပြောတာမဟုတ်ပါဘူး။ဂျပန်မှာတွေ့ရသည့်ရောက်ပြီဆိုရင်ရှေ့ပလန်နဲ့ကိုပူပါတယ်မြန်မာလိုကိုပူတာပါအိမ်သာတက်ရင်တော့မှဖင်မာချွေးတွေဆိုတဲ့အထိကိုပူပါတယ်အဲ့ဒီဖူဂျီတောင်ကြီးကလည်းတွေ့ရသည့်ဆိုရင်တော့နှင်းနေရမှရှိတော့ပါဘူးတောင်မေးကြီးပြန်ဖြစ်သွားမှာပါ ။ဒါကြောင့်ဖူဂျီတောင်ကြီးကနှင်းတွေနဲ့အမြဲဖြူနေရပါပဲဆိုပြီးတော့လူကြီးမင်းရဲ့အပြစ်ကိုချက်ချင်းပြင်လိုက်လို့ရပါပြီ။ဂျပန်ကလည်းလေဆရာတွေတဘာဝအလှတွေနဲ့အရသာရှိတဲ့အစားအစာတွေကတော်တော်ပေါ်နေနိုင်ငံမှာအဆင်လေးတွေလည်းပေါ်ပါလိမ့်မယ်။ဟေး။မြို့ရသည်ဆိုလို့ရှိရင် cherry ban တွေနဲ့အပြင်မှာချစ်တူလေးနဲ့ထွက်ပြီးတော့ cherry ban တွေချင်းအပန်းဖြေလို့ရပါတယ်။ချစ်တူလေးရှိရင်ပေါ့။ရာသီဥတုလေးကလည်းမပူမအေးလေးနဲ့တော်တော်လေးနေလို့ကောင်းပါလိမ့်။ဆောက်ဥရသည်ဆိုရင်လည်းလေကအေးအေးလေးတွေတိုက်ပြီးတော့တစ်ပင်လေးတွေကလည်းသွေးရောဝါလေးတွေပြောင်းပြီးတော့နေလို့ထိုင်လို့ကောင်းတဲ့လွမ်းစရာကောင်းတဲ့ရာသီလေးတစ်ခုပါပဲ။ ီမှာမူးမီကြီးလို့ခေါ်တဲ့မေဘယ်ရက်လေးတွေလည်းကြည့်လို့ရပါတယ်။စောင်းရသည်ဆိုရင်လည်းရေပူစမ်းကန်လေးတွေဝင်ပြီးတော့ကွန်ပီနီမှာဝယ်ဆတဲ့အစားအစာနွေးနွေးထွေးထွေးလေးနဲ့တော်တော်လေးနေလို့ကောင်းပါတယ်။ဒါပေမဲ့နွေရသည်ကတော့တော်တော်လေးကိုဆိုပါတယ်။နွေရသည်မှာပူယုံနေမကပဲနဲ့အကောင်ပလောင်လေးအင်းဆက်တွေပါထပ်ပါတယ်။ဒီအဲ့ဒီထဲမှာမှဂျပန်ကိုရောက်လို့ရှိရင်တော့ဆဲမီလို့ခေါ်တဲ့ပစင်းရွက်လိုအကောင်မျိုးကတော်တော်လေးကိုနားကြီးပြီးတော့သူ့အော်ဒါကလည်းတော်တော်လေးကိုစုပါတယ်။ကဲဒီတစ်ခါတော့ကျွန်တော်ကဂျပန်နွေရသည်ရောက်ရင်ပြင်ဆင်ရမယ့်ပစ္စည်းလေးကိုပြပြချင်ပါခင်ဗျာ။နံပါတ်1ကတော့ပန်ကာချက်ကတ် ဂျပန်လိုခူးချောခူးခူးလို့ခေါ်တဲ့ Colin Fast ကဆိုလို့ရှိရင်ဂျပန်လူရာစီအတွက်တော်တော်လေးကိုထောက်ကူပြပါလေ။လူကြီးမင်းကဝင်လိုက်လို့ဘူးထဲမှာဆိုလို့ရှိရင်သူကဂျက်ကတ်ရဲ့ပန်ကာရဲ့ပြီးလို့ရှိရင်အဖျက်ရမယ့်ဘက်ထရီရဲ့ရှိပါလေ။ဘက်ထရီကိုအဖျက်ပြီးရင်သင်ဟာပန်ကာနဲ့ချိန်ပြီးတော့ပြီးရင်ပန်ကာလေးကိုလည်းဂျက်ကတ်လေးကိုထည့်ပြီးတော့သင်ဟာဝတ်ရမှာပါ။ပန်ကာလေးကလည်းအ short တင်းလုပ်လို့ရပါလေ။အသုံးပြုဘူးတဲ့သူတွေကတော့တော်တော်လေးကိုအဆင်ပြေတယ်လို့ပြောကြပါလေ။ဘက်ထရီလုပ်ဖို့ကလည်းသူကအပြန့်ဖြည့်ပြီးပြန်သွင်းရတာမို့လို့တစ်ခါဝယ်ပြီးုံနဲ့အကျိုးရှိပါလေ။ဒါပေမဲ့ဈေးကတော့ဂျပန်ယန်9000လောက်ရှိပါလေ။ကျွန်တော်ကတော့ချစ်သူလေးရှိတာကြောင့်သူပြော ုံးလေးနဲ့တော်တော်အေးနေပြီလို့ရည်စားမရှိတဲ့လူကြီးမင်းတို့တော့ကတော့ဒီပစ္စည်းလေးဝယ်ထားသိမှာနေခင်ဗျာ ဖက်နှစ်နေအောင်ကအင်ဂျင်ဒီ UV အင်ဂျင်လို့ခေါ်တဲ့ဒီနေအောင်ကတဲ့အင်ဂျင်လေးရာဆိုလို့ရှိရင်ဂျပန်မှာတော်တော်လေးထောက်ကူပြပါတယ်နေအောင်ကရုံးတွေမဟုတ်ဘဲနဲ့အပြင်ထွက်ရင် fashion နေနဲ့ပါဝင်လို့ရပါတယ်အလွယ်တကူလဲဝယ်လို့ရပြီးတော့ Uniqlo တို့လိုစိုင်းကြီးတွေမှာလည်းရှိပါတယ်အင်ဂျင်တွေမှာကပဲနဲ့အုတ်ထုတ်တွေပါနေနဲ့ ठी တွေကအစားရှိပါတယ်တစ်ချိန်ကဆန်းစေးတို့ဂျင်းထဲခဲ့တဲ့ဂျပန်လူမျိုးတွေအများစုကအသားဖြူတာကြောင့်လူကြီးမင်းကအသားမဲ့ရင်ဂျပန်ရောက် popular ဖြစ်တယ်ဆိုတာမဟုတ်ပါဘူးဂျပန်လူမျိုးတွေကလည်းအသားဖြူတာကိုပုံပြီးတော့ကြိုက်ကြပါတယ်သူတို့လူမျိုးတွေဆိုလို့ရှိရင်လည်းဂျပန်တွေရောက်လို့ရှိရင် sun cream တွေနဲ့ UV ကတဲ့အင်ဂျင်တွေနဲ့ ठी တွေပါစောင်းပြီးတော့အသားမဲ့မောက်ကောက် ဝဲကြပါတယ်။ဒါကြောင့်လူကြီးမင်းကဂျပန်မရောက်ခင်ကတည်းကအသားကိုစကင်ကဲလုပ်ထားတင်ပါလိမ့်ခင်ဗျာ။ ံပါတ်3လေးပေးမှချိရတယ်ပန်ကဒါလေးကတော့အပြင်သွားရင်ပန်ကတိတိလေးလက်ကနေကရင်ဖြိုးပဲ့တယ်လို့ထင်တဲ့လူကြီးမဲ့အတွက် fashion လေးတစ်ခုပါဖြစ်စီမဲ့ပစ္စည်းလေးပါလေးပေးမှာပန်ကလေးနဲ့ကျွန်တော်တို့ earphone လေးချိထားတယ်လို့မျိုးဖြစ်နေပြီးတော့ fashion လဲကြသေးပါလေဝယ်ရင်လည်းအလွယ်တကူဝယ်လို့ရပြီးတော့ Aeron လို့ shopping mall တွေနဲ့အိမ်မနေရင်လည်းအမေဇုန်ကနေလမ်းပြီးမှလို့ရပါလေ battery လေးနဲ့ရှိတာမို့အပြင်ဖြစ်ပြီးတော့အလွယ်တကူလဲသုံးလို့ရပါလေဈေးလေးကလည်းမြန်မာငွေ၄000ဝန်းကျင်မို့အရန်စေးမကြီးပဲနဲ့ကျွန်တော်တို့ fashion လေးလဲကြတာမို့ဒါလေးဝယ်ပြီးတော့ဂျပန်လိုရာသီကိုအတူရပါလေခင်ဗျာနံပါတ်၄ရေတဲလေဆိုရင်ရေက ခဲလေဆိုရင်လည်းတော့ဂျပန်မှာရှိတဲ့စီးဆိုင်တွေနဲ့ shopping center လေးတွေမှာအလွယ်တကူဝင်လို့ရပါတယ်ခင်ဗျ။ဝေခါစားကတော့မအေးပေမဲ့ရေလေးနည်းနည်းစိန်ထားပြီးတော့ရေခဲတက်တာလေးထည့်ထားလို့ရှိရင်ခဏလေးနဲ့ဤလာပါတယ်။အဲ့ဒီအခါရောက်ရင်တော့သူကြီးမင်းဟာလေဘေးမှာချိန်ထားပြီးတော့အလွယ်တကူအသုံးပြုလို့ရပါတယ်ခင်ဗျ။ဈေးကတော့မြန်မာငွေနဲ့ဆိုလို့ရှိရင်တက်တောင်းဝင်းကျင်တော့ပဲရှိတာကြောင့်အလွယ်တကူဝင်လို့ရပါတယ်။ဒါပေမဲ့အပြင်ထွက်လို့အရန်ပူရင်တော့အရေးပြောသွားတာကြောင့်ကျွန်တော်တို့အများကြီးဆောင်ထားဖို့တော့အကြံပေးကြပါတယ်ခင်ဗျ။ကျွန်တော်တို့ဒီလိုနွေရသီကိုအန်တုကိုပစ္စည်းလေးတွေဆောင်ထားရင်လည်းဒီနေ့နွေရသီကိုလည်းကျွန်တော်တို့အကောင်းဆုံးကြော်ဖြစ်အောင်ခင်ဗျ။ဟုတ်ကျွန်တော်နောက်လည်းဒီလိုမျိုးဂျပန်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ ီဒီယိုလေးအများကြီးတက်ဆက်ပေးပါမလို့ကျွန်တော်ရဲ့ channel လေးကို like and follow လေးလုပ်ထားလို့ရပါမယ်ဟုတ်ကျွန်တော်ဗီဒီယိုလေးကြည့်ပေးတဲ့ကျေးဇူးများတင်ပါညာတက်တာ